အဟလန်ဝဆဟလန်ဝဲလ်ကမ်ဘက်တူမိုင်းချန်နယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမယ့်အကြောင်းအရာတော့ကျွန်တော်တို့ဈေးဝယ်တဲ့အခါမှာအတုံးတက်နိုင်မဲ့ဟာလေး sharing လုပ်ပေးပါမယ်။ Okay ကျွန်တော်လည်းဒီဒီဆက်ကြည့်လိုက်ရအောင်။ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ cheap ဒါဟာဈေးပေါ်တယ်ပေါ့နော်ဈေးသက်သာတယ်ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲ Rockies အားလုံးပြောပြမယ် cheap ဈေးသက်သာတော့ Rockies ကျွန်တော် not cool expensive ဒါအရင်ဈေးကြီးပါတယ်။အဲဈေးကြီးရယ်ပေါ့နော်။ expensive ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ garlic expensive ဆိုရင် garlic ဈေးကြီးတော့ expensive garlic okay ကျွန်တော်နောက်တစ်ခု customer ကျွန်တော်က customer ဆိုရင်ဘယ်လိုပြောမလဲဆိုတော့ zabon customer ဈေးဝယ်သူပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲ zabon နောက်ခေါက်ပြန်ပြောပြမယ်နော် customer ဈေးဝယ်သူဆိုရင်ကျွန်တော်တို့ zabon အဲကျွန်တော်ရောင်းချတဲ့သူပေါ့နော်ဈေးရောင်းချတဲ့သူအဲ့လိုဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဘာဘာโอเคနော်နှလုံးထဲပဲတန်တကဘာဒါဆိုရင်ကျွန်တော်တို့ရောင်းချတဲ့သူပေါ့နော်ဗန်ဒါပေါ့အင်္ဂလိပ်လိုဆိုရင်တော့အဲနောက်တစ်ခုကြာရင်ကျွန်တော်တို့ shop ပေါ့နော်ဈေးဆိုင်ပေါ့အဲအဲ့ဒါကြာရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့နှစ်မျိုးပြောလို့ရတယ်မဟယ်ဘယ်လိုပြောမလဲမဟယ်နောက်တစ်ခုပြောမယ်နော်မဟယ် ဆိုရှင်နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုတော့ဒါတော်ဝင်မြတ်သုံးကြပါဘောနော် dukan dukan လို့ကျွန်တော်တို့သုံးပါတယ်နော် dukan နောက်တစ်ခုကျွန်တော်တို့အခုပြောတာကြာကျွန်တော် shop ပေါ့နော်ဈေးဆိုင်ကိုကျွန်တော် market ပေါ့နော်ဒီမှာဆိုလဲ market တွေအများကြီးရှိပြီလားပေါ့နော်ရှိအကုန်တိမှာ market ဆိုတာနည်းနည်းကြီးွားရေပေါ့နော် market ဆိုရင်အာကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ souk ဘယ်လိုပြောမလဲတစ်လုံးနဲ့ပဲကျွန်တော်အတန်းထွက် souk market souk တော့နောက်ဆုံးအကုန်လုံးလဲပြီးကြမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ short ဈေးနဲ့ပတ်သက်ပြီးပေါ့နော် discount discount ပေါ့နော်ဒီ market တွေတော်တော်များများမှာအဲ့ဒီစကလုံးလေးရတော့နေနေကြပါပဲအဲ့ဒါဘာလဲဆိုတော့အာ custom ဘာလဲ custom အားကြောင့်ကျွန်တော် discount ပြောတာပေါ့နော်အားလုံးကျေးဇူးတင်ပါနောက် video တွေမှာတွေ့ပါမယ် see you guys